ါလေးကိုကျွန်တော်ဖြည့်ခြင်းနေပေါ့နော်ဒါလေးကိုသူကစားခြင်းနေကစားခြင်းကသူဒီဟီးပေးခဲ့ရင်6ကက်ပေါ့နော်6ကက်က6ကက်ထိပေးခဲ့ရင်ရင်းနေစင်းပေါ့လက်3ညအဲ3ညကနေလက်စီနေနဲ့ပြေးသွားပြီ3ညကနေဒီမှာကျွန်တော်ဒီနားမိကက်9ကက်နဲ့6ကက်နဲ့လှမ်းနေရဲ့သဘောပေါ့နော်ဒီမှာဆိုရင်ပါနှစ်ကလနာဆက်လိုက်ရင်ဟိုဘက်နှစ်ဦးမှာ9ခွန်9ပေါ့အဲ့ဒီ9ခွန်9ဆိုတော့ဒီမှာ9တော့ပေးယူလိုက်အဲ့ဆိုရင်ကွာဒီမှာတော့စီနီယာပြေးလမ်းကိုတွေ့နေရတယ်3 4 5 6ပေါ့နော် 356ခွန်ထီးပြင်းရပြေးပေါ့ဗျာဒါပေမဲ့ဟိုတတိယအဲ့လောက်ကြီးမလွယ်ဘူးပေါ့နော်အဲ့တော့3356 9ဆိုကျွန်တော်ဖြည့်ခြင်းလားဒီနောက်နောက်ပိုင်း9ကနေကျွန်တော်ဖြည့်ခြင်းလေပေါ့ဗျာဒီ3356ဟိုဒီမှာကျတော့သူကစက်ကလင်နာနဲ့ကြည့်လိုက်ရင်ဟိုဘက်နေဦးမှာ909ဆို9တော့ပဲဖြည့်တယ်အဲ့တော့ကျွန်တော်ဒီဟာပြပြောခဲ့တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဖြည့်မှာကဒီ9ဒီကောင်ကိုဖြုတ်ထားလိုက်ဒီကောင်ကဘာဖြစ်လို့လဲဆို6ကနေတွင်ဒီ39ကိုမပြေးထားတယ်နော်နှစ်ဦးရှေပေါင်း၄ကြောင့်လေးထိတ်နေအဲ့ဒီ39 39ခါနဲ့တွဲခဲ့တယ်ဆိုတော့ဟာကျွန်တော်ပြောချင်တာဒါပေမဲ့ထားလိုက်အဲ့ကောင်ကျွန်တော်3ကနေပြန်ချိန်နေနော် ပြန်ချိန်မယ်ဒီတပွဲကိုကျွန်တော်ဒီဒီနှစ်၄ကို၈ထွက်ကြရတိုင်းပြန်ကြဆိုပြီးတော့ပြောခဲ့ဘူးလေနော်အဲ့တော့3 4 5 6 9အဲ့အဲ့ဒါကိုကျွန်တော်ဖြည့်ခြင်းလေပေါ့နော်ဖြည့်ခြင်းလေဆိုတော့3 4 5 6 9ကိုကျွန်တော်တို့ဖြည့်မအောင်ရေးထားမယ်3 4 5 6ကိုအဲ့ဒီကဏ္ဍ၅လုံးကိုကျွန်တော်ကခွဲထုတ်ပြီးကစားခြင်းဒီကဏ္ဍ၅လုံးကိုပေါ့နော် ဆက်ဖြစ်တယ်ပြောချင်တာက၄၉ရှည်လွဲနဲ့ကိုပုံမွေးဆိုဒီဘွေက၄၉ရှစ်တကွက်ပဲရတယ်။ကြိုက်တော့ကစားပေါ့။ဒါပေမဲ့ကျွန်တော်တို့သိမကြိုက်ဘူးเนาะ။ဒါနဲ့ကျွန်တော်လည်းရွေးချယ်နေတော့ရွေးချယ်နေလို့ဆိုတော့၄၉ရှစ်ပေါ့เนาะ။၄၉ရှစ်ကိုတဲ့။အားတော့ရံပေါ့ဗျာ။ဟုတ်တကွက်ပဲရတာ။၄၉ရှစ်ဒါလေးပေါ့။အဲ့ဒါကိုကျွန်တော်ဖြည့်ပြမှာ၄၉ရှစ်เนาะ။ ျွန်တော်မျက်စာကပြောခဲ့တဲ့ပေါ်မူရေးဆိုပြီးလေးခုရှိသေးတယ်။နောက်ပြီးတော့ရန်ကျင်လေးခုရှိသေးရှိတယ်။သူအိုင်လန်ကနေညားပိုင်းလေးခုရှိသေးရေလေးလေးရလား။အဲ့အရှိပေါ့နော်။ဒါပေမဲ့လေးခုရှိကိုကြိုက်တယ်။ဘာလို့ဆိုရင်ဒီလိုင်းကကျွန်တော်နောက်ဆုံးမှညမယ်ဆိုပြီးတော့ပြတ်တာ။တခါလေးကျတော့လေဆိုလောက်တတ်တယ်ပေါ့နော်။ဒါကဒီရှေးဦးကြီးရှေးပေါင်းလေးကြောင့်လေးပါပါကိုရေ။ဒါကလိုင်းပေါ်လည်းပြန်သွားပါပြီ။အာအမြင်တူလည်းဖြစ်မှာပေါ့အဲ့တော့ရှေ့နှစ်ဦးရှေ့ပေါင်းလေးကြောင့်၄ပါပါကိုရေဗိဒိတ်ကရှေ့ဖြစ်လို့၈ပါပါ၃ကို ုံးကိုသုံးတဲ့တွဲကိုနော်လေးကြောင်လေးပါပါဗရိတ်မျိုးပေါင်းကိုဒီနေရာမှာဗရိတ်ကိုရှိရတဲ့ဒီနေရာမှာကိုသုံးတဲ့တွဲရှစ်ကပ်ပြီးရကြတယ်ဒီဗရိတ်မျိုးပေါင်းကိုဆိုပြီးဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာသူ့အမှာဗရိတ်လေးနဲ့ချုပ်တယ်အချုပ်ပြီးရတယ်အဲ့ဒီခဏပြန်ကြပေါ့ဒီမှာပြန်ကြတယ်သူက78ချိန်မှာပြန်ကြတယ်နော်ဒီဆိုင်ကလိုင်းပေါ်မှာလည်းပြန်ပါလိမ့်အဲ့တော့ဒါက ဲ့တော့ဒီမှာရှင်းနှစ်ဦးရှိပေါင်းလေးကြောင့်လေးပါဝါ9ရေတဲ့ပရိက3ကီလို3ပါဝါရှိရေလေဟိုရှစ်ရှစ်ကိုတဲ့တွဲကိုပရိညမျိုးကောင်းကိုဖျက်မှာဆိုတော့ဒီချိန်ထဲမှာလာကစားရတယ်နော်ဒီကောင်အချိန်တိုက်ဟုတ်တယ်ဒီမှာပရိရှစ်ရှိလို့ဒီမှာပရိ2ဝင်မှာပရိညမျိုးကောင်းကိုဖျက်မှာအဲ့တော့ရှစ်ကိုတဲ့တွဲကိုလေးကတ်လိုက်ပြန်တယ်ဖြစ်ပရိနမျိုးကောင်ရှိပေါင်းလေးပါပါကိုလိုဖြစ်ဖြစ်ပြီဆိုရင်တော့ပရိလေးနဲ့ချုပ်တယ်အဲ့ဒီကနေကဒီလိုဒီချိန်မှာများပြန်ကြခဲ့ရင်ဆိုတာအကျဉ်းကြီးတူပေါ့နော်ဒါနဲ့ကျွန်တော်တော့ဒါကြီးအကျိုက်ဆုံးကြီးတော့မပါဘူးနော်နောက်ဆိုရင်ကျွန်တော်ဒီလေးကိုးနဲ့ကိုလေးကိုးနဲ့ကိုကန့်ညီမှုရှိနေတယ်ပြောလို့မရဘူးလीနော်ဒါက ြိုင်လည်းကြာသွားနိုင်တာပေါ့မမ်ဘာဝင်ရင်ဒီဘက်ဒီကျွန်တော်ခဏနေ Messenger ဟိုဖြစ်လိုက်ပါနော် Messenger မှာစာပို့ပါဖုန်းဆက်ချင်3939253309ကိုဖုန်းဆက်လို့ရပါတယ်နော်3939253309ရှေ့ရ39ကိုပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်ကဆုံးနာကပြောတယ်ဒီကဏ္ဍငါးလုံးဖြည့်ခြင်းတယ်3456 3456ကိုကျွန်တော်တို့ဒီမှာနောက်ကျွန်တော်ဖော်မွေးတွေလည်းတင်ပေးထားပြီပဲဒီရှေ့ပေါင်းနှစ် ဒီလမ်းကနေကျွန်တော်တို့အများကြီးအကျိုးမြတ်ဖြစ်တယ်နော်ရှေးပေါင်း6ရှေးပေါင်း6အဲ့ဒီရှေးပေါင်း6အဲ့ဒီရှေးပေါင်း6ကိုအဲ့တော့ပေါင်းဆက်ချင်တာက3569ရေ3569ရေဒီကောင်ကခါခါဒီကောင်ကထိတ်ထိတ်ကရှေးပေါင်း2ကိုမှုထိတ်ရှေးပေါင်း6ကို6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 ထိတ်ဒီလိုကျွန်တော်တွဲချင်တယ်ဒီလိုတွဲချင်တယ် ဒီကောင်မှ trade ဒီကောင်မှခါအဲဖော်မွေးပေါ့နော်ငါကတ်လိုင်းဆိုတော့လေးကတ်ကတူပေးသွားပြီအဲ့တော့ဒီမှာသူကစားထားတာကဖော်မွေးဖြစ်နေတာဒီရှိပေါင်းနှစ်ကြာသူကအဲ့ဒီနှစ်ထဲမှာနှစ်ထိတ်နဲ့အဲ့ဒီသုံးနဲ့တွဲကစားတယ်နှစ်ထိတ်နဲ့သုံးခါနဲ့တွဲကစားတယ်3 4 5 6ကိုခါထည့်လိုက်ရင်သုံးထိတ်ကနေစပထမဆုံးသုံးကနေစအဲ့နှစ်ကရှိပေါင်းနှစ်ကြာကစားတဲ့အချိန်မှာသူကဒီစက်ကလန်နဲ့ကြည့်လိုက်ဒီ၅လေးတည့်ရဲ့အောက်မှာဒီနှစ်ဦးခုခုလေး ဲ့ဒီခုံခုံလေးကိုငါလေးတည့်အောင်ကျွန်တော်ရေးထည်လိုက်ဆောင်းနာကျွန်တော်ရေးထည်ပြီးသားပြတ်သွားတယ်အဲ့ဒီခုံခုံလေးကိုဒီ9ရှစ်လေးဇောင်းနောက်ပိတ်သုံးလုံးထုံထောင်းပေါင်းခြင်းဟာခုံနဲ့ပြန်ခုံနဲ့ပထမကတ်မှာချုပ်တယ်နော်ဒါဆိုရင်ခုံပေါ့နောက်ပိတ်သုံးလုံးဇောင်းပေါင်းခြင်းခုံအဒုတိယကြရင်ကဒီရှစ်လို့ဖြစ်မယ်တတိယကြရင်ကိုလို့ဖြစ်မယ်စတုတ္ထကြရင်၃လို့ဖြစ်မယ်ပစ္စမကြရင်၁လို့ဖြစ်မယ် ဟုတ်ခွန်ရှိကိုတုံညာတက်နေပြန်ပြီးတော့အကနာ၅လုံးပြန်ပြီးတော့နောက်ပေါက်ဖြစ်ရှင်ကြောက်အဲ့ဆိုရင်ဟုတ်ပြီကျွန်တော်ဒီရှေးပေါင်းနှစ်ကြောင်းနှစ်ပါပါအမရှေးပေါင်းနှစ်ကြောင်းနှစ်ထိတ်နှစ်ထိတ်ကိုဆောင်းနာကကျွန်တော်တို့ဖြည့်တဲ့ဒီတော့၃၄၅၆ငါးကတိသွားရင်ဒီမှာကိုခွန်ကိုဆိုတော့ကိုပဲရှိအဲ့တော့၃၄၅၆ကိုဆိုပြီးသွားမယ်၃၄၅၆ကိုလို့သွားခဲ့ရင်ဒီရှေးပေါင်း၆ကြောင်းအဲ့ဒီထဲမှာ၆ထိတ်ဆောင်းနာကတုံးပြီးတော့၄ခါနဲ့တွေ့လာတယ်လေခါနဲ့တက်လိုက်မှာနောက်ဆောင်ထိုးရခွန်ကိုဒီမှာကျတော့နောက်ပိတ်သုံးလို့နောက်ပိတ်သုံးလုံးပေါင်းကြီးကခွန်ပြီးတော့ရှစ်ဆိုတဲ့ကစားခွန်နဲ့သူကစားတယ် ဟုတ်ပြီအဲ့ဆိုရင်တတိယကတ်မှာဒီရှေ့ပေါင်း6ချောင်းပဲ6နဲ့ပဲတွဲတယ်ဒီရှေ့ပေါင်း6ချောင်းနဲ့6နဲ့ပဲဖြစ်တယ်6ပဲပဲ3 4ဆိုတော့မှ9ခါနဲ့တွဲလာတယ်9ခါနဲ့တွဲတဲ့ချိန်မှာနောက်ဝိတ်တုံးလုံးဆောင်ထူချင်းဟာခွန်ရှိဆိုတော့ဒီမှာ9နဲ့ဖြစ်သွားတယ်မှ9ခွန်3ညဆိုတော့9နဲ့ဖြစ်တယ်နော်9နဲ့ဖြစ်တယ်ဖြစ်တဲ့ဆိုရင်6ခါနဲ့တကွက်တယ်အဲ့ဆိုရင်တတိယစတုထကတ်မှာဒီရှေ့ပေါင်း6ချောင်းဆိုတော့အဲ့ဒီနေရာမှာ6ထိပ်ကြာတယ်6ထိပ်6ထိပ်ကိုဆောင်းတာ3 4 5 6ဒီမှာလည်းတွဲတယ်တို့ပဲမဲ့သူစီနီယာနဲ့လာတယ်6အလှည့်ပေါ့နော်3 4 5ဆို6ကြံတယ်6လက်6ဆိုတော့ဒီလိုမျိုးဆောင်းတဲ့ပေါင်းကြီးကို3ညနဲ့6တယ် အဲ့မှာသူကဒီနောက်နောက်ထပ်နောက်သုံးလုံးဇောင်းထိုးခြင်း9နောက်သုံးလုံးဇောင်းထိုးခြင်း10နောက်သုံးလုံးဇောင်းထိုးခြင်း9နောက်သုံးလုံးဇောင်းထိုးခြင်းတုံညဆိုပြီးဖြစ်တယ်အဖြစ်လေဆိုရင်ကျွန်တော်ကဒီမှာပစ္စမအခု နောက်ဆုံး9ကံမြောက်ခေါ်မွေးမှာရှင်းပေါင်း၄ကြောင်း၄ထည့်ရယ်ခွန်ကြီးဆက်ပြေးတယ်ဆိုရင်တော့၄ခွန်ရှိတကွဲရတာပေါ့ဗျာဟုတ်လားညံကျင်တော့၄ခွန်ရှိတကွဲရတယ်ဒါမှမဟုတ်ရင်ကျွန်တော်ကြိုက်တာကဟောဒီ3 4 5 6ဒီ3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 ဒီ4ဒီ5ဒီ6ဒီ6ဒီကိုကျွန်တော်ကြိုက်တာအဲ့တော့၄6 8ရတယ် အဲ့ဒါမျိုးဒီဒီဝင်နေသွားပြီးတော့ချိတ်ဆက်နေတယ်ဒီ session ချိန်မှာဘာကြောင့်ဆက်ချိန်နေမှာလဲဒီနေရာမှာကျွန်တော်တို့က၄ပေါင်း၄ကြောင်း၄ထိထည့်လိုက်ပြီးဟိုမှာကဒီမှာ3 4 5 6 9ဆိုတော့9ခါထည့်လိုက်အဲ့တော့၄ခုရှိလို့ရသွားပြီရှိခုရှိလို့ရသွားဆိုနောက်ပိတ်၃လုံးပေါင်းကြီးက9 6 9ဒီမှာ3ညာလို့ပြေးထားတဲ့ချိန်မှာဆိုရင်၁အလှည့်လာရင်ဒီနေရာမှာ၈နောက်ပိတ်ပေါ်တူထည့်လိုက်ရင်သူကဒီမှာ၈နှစ်၁မှာသူကနောက်ပိတ်ဇောင်း၃လုံးပေါင်းကြီးဟာ၁လို့ဖြစ်မှာလက်ဆိုရင်9 6 9 3ညာ1 9ဒီမှာငါးကက်ကိုဖြီးသွားတဲ့အချိန်မှာသူကဒီမှာ3 4 5 9လို့ကျွန်တော်ကတော့9ပဲကြက်ရင်နော် ဘောင်းအဲ့လောက်ကြီးကြီးတတိယငါးကက်ကြီးကြီးမြင်တော့ဒီကကြအနိကသားမြင်တော့စင်ညာကြီးနဲ့ပေးဖို့ကခဲတယ်လို့ခက်တယ်လို့ချင်းတယ်အဲ့ဒါဒီမှာဆွမ်းနာကနောက်နောက်ဆုံးတော့ဇောင်းတုံးလုံးထိုးခြင်းက3 4 5 6ကိုကပိုးပိတ်ပဲပြပြထားတယ်အဝါတော်လေးကလိုင်းရတယ် ပိုးကိုပဲကိုပြတယ်ပိုးပဲပြထားတဲ့အတွက်ကြောင့်ဒီကောင်းလေးတွေအတွက်မှာဒီ2ရက်ဒီ3ရက်တွဲမယ်ဒီ6ရက်ဒီ4ရက်တွဲမယ်ဒီ6ရက်ဒီ9ရက်တွဲမယ်ဒီ6ရက်ဒီ6ရက်တွဲရင်ဒီ4နဲ့ဒီ5တွဲမယ်ဆိုရင်4ကို8ရက်ဝိုးစောနာကကျွန်တော်တို့ဒီနာပြောခဲ့တယ်ဒီကောင်းက4ချိန်မှာအဲ့လိုဖြစ်သွားတဲ့အတွက်ပုံသူကြီးချသွားရင်မတက်နိုင်ဘူး16ချိန်မှာဒီ8ကို3ကိုအဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာတင်ထိုးရမလဲဆိုရင်4ကို8တဲ့ရှိတယ်ရန်ချင်းရင်ကျွန်တော်တို့ဘာရှိလဲ4ခွန်8ကိုပါပါရန်လိုက်၄ခု၈ကတော့မဖြစ်မနေတဲ့အာထု၄ခု၈ကိုမရရင်ဒီကောင်တော့ daily အာထု ဘက်ကိုអော်ပြီးတော့အပါပါလေးထိုးကြီးកាပေါ့ဗျာဒါကကြိုက်တယ်ဆိုရင်မိတ်ကြိုက်တဲ့မိတ်ဆွေတွေအတွက်တုံးလို့ရအောင်တင်ပြလိုက်ချင်းဖြစ်တယ်အဲ့တော့ဒီလောက်နဲ့တင်လားဆိုရင်ဒီလောက်နဲ့မဟုတ်ဘူးအဝေးမှာကျွန်တော်ကစားနေကြ line နေမှာထောက်ချက်ရှိလို့ကျွန်တော်ပြတာကျွန်တော်တို့ဒီ6 5တုံးမှာမန်ပါမှာអော်ခဲអော်ခဲတဲ့အကျိုးဆက်တွေရှိတယ်အဲ့ဒီအကျိုးဆက်တွေက ကျွန်တော်ဗာဖြူဖြူထုမပြောတော့ဘူးเนาะ356လို့ဒီမှာခွေတယ်356လို့ခွေတယ်သူရဲ့နောက်နေ့ထဲမှာပဋိတောင်းလို့ကြားတယ်ကြားတဲ့အောက်ကနောက်တွဲဟာနောက်တွဲဆိုပြီးလို့စင်းတယ်လို့ကျွန်တော်ဒါ653မှာအောင်ခဲ့တယ်เนาะအဲ့တော့ဒီမှာကျန်တဲ့ဟာဒီကျွန်တော်လက်ရှုလက်မှာကြည့်လိုက်ပြောထားပြီးရတယ်356ရဲ့လုံးလုံးပုံကြီးအဲ့တော့356လို့365လို့လို့ခွေပြီးဆိုတယ်အဲ့ဒီထဲမှာပဋိတောင်းပြီးတော့ပဋိလေးရဲ့အောက်မှာနောက်တွဲဟာနောက်တွဲစင်းခဲ့တယ်အဲ့တော့ဒီမှာ356လို့ဒီမှာခွေပြီး963လို့ခွေပြီးဆိုတယ်သူရဲ့နောက်နေ့ထဲမှာပဋိတောင်း၄ဆိုဒီမှာပဋိ၅၅ရဲ့အောက်ကကနာနောက်တွဲနောက်တွဲစင်းဆိုဒီမှာ356ကျွန်တော်အောင်သွားတာဗျာ ဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒါတော့တုံးကတုံးကအငယ်လေးနဲ့ကြည့်ကြည့်အောင်အဲ့ဒါကိုအဲ့ဒီနေ့ထဲမှာဒီမှာရှိပေါင်းကိုအဲ့ဒီကိုကြီးကလည်းဖြစ်လာတယ်ကိုကျွန်တော်ပြောပါမယ်အဲ့ဒီကိုဟာအဲ့ဒီ65 305ခွေတဲ့နေ့ထဲက305ခွေတဲ့နေ့ထဲကရှိပေါင်းကိုဟိုဘာနဲ့တွဲရိုက်လဲဆိုတော့အဲ့ဒီကိုကိုဒီမှာအဲ305ခွေတဲ့နေ့ထဲရှိပေါင်းကိုတက်ရိုက်တယ်ရိုက်တဲ့အချိန်မှာပါဝါနေပဲရိုက်တယ်ပေါ့နော်ပါဝါနေပဲရိုက်တယ်အဲရိုက်တဲ့အချိန်မှာထားပါတော့ရှိပေါင်းကိုတက်ရိုက်ပြန်တယ်ဒီထိတ်စီးနဲ့အဲ့ဒီရှိပေါင်းကိုကို ထိတ်စီးနဲ့ပေါင်းတော့6လို့ပုံပြီးဖြစ်တာအဲ့ဒီ6ဟာနောက်နေ့ထဲမှာဒီ၃ဆောင်ကခွေတဲ့နေ့ထဲမှာ break 6ထိတ်အဲ့ဒီ6ထိတ်က6ပေကူအဲ့လိုမျိုးကစားကွက်ပါတယ်ပေါ့နော်အဲ့သူ့အကူဟိုဟာဖြစ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာ၃ဆောင်ကခွေတဲ့နေ့ထဲမှာအဲ့ဒီနေ့ထဲကရှင်းပေါင်း၄ပါပါပဲတွေ့ရတယ်ပါပါပဲတွေ့ရတယ်။ပုံမှန်က63ပါပါကို71နဲ့တွေ့ရတယ်လို့ဒီမှာနှစ်နှစ်ပါပါခွန်ခွန်ရှိဘူးနဲ့ရိုက်ပြီးတော့အဲ့ဒီ6ထိတ်ကိုအဲ့ဒီရှိပေါင်း4နဲ့ဖြည့်စီနဲ့ပြန်ပေါင်းတော့6လို့ဖြစ်တယ်။အဲ့ဒီ6ကိုအဲ့ဒီဒီ3ချောင်းကခွေရတဲ့နေထဲမှာသူကစားလာတာ ဗာပရိတိ6ထိပ်6ပိတ်လို့ယူရနော်အဲ့လိုယူရအဲ့တော့ကျွန်တော်ဒီမှာအောင်ကြောက်မှာခွေခွေပြီးဆိုတာနဲ့အဲ့ဒီနေ့ကဒီမှာနှစ်ကတ်တော့သူလောက်ပါတယ်နော်ဒီ22ကြိမ်မှာနှစ်နှစ်ရှိဘူးနှစ်ကတ်ရှိတယ်အဲ့တော့နှစ်နှစ်ရှိဘူး22ကြိမ်ပေါ့နော်နှစ်နှစ်ရှိဘူးလို့ရှိရတယ်နှစ်နှစ်ပါပါခွန်ခွန်ဆိုပြီးအဲ့နော်နေဦးမှာတက်ရတယ်အဲ့တော့ကျွန်တော်နှစ်ကတ်နဲ့ဒီနှစ်ကတ်ကိုရှင်းစောတယ်စောနေချိန်မှာအဲ့ဒီခွန်ခွန်ရှင်းဘူးကြောင်းမယ်ခွန်ခွန်ရှင်းဘူးရဲ့ခက်စီနဲ့ဒီမှာ6ထိပ်နဲ့ပေါင်းတော့6လို့6 3ကြိမ်နဲ့စောတယ်လို့ကျွန်တော်ပြောခဲ့ဦးတယ်နော်6ဒီနော် ဆိုပြီးဆိုတော့6တုံးပြန်တဲ့သူကစားတယ်လို့အဲ့လိုကစားနေကြတော့ဒီ365ခွေတဲ့နေထဲမှာဒီမှာဗရိတ်6ထက်6ပိတ်ယူယူနော်အဲ့လိုမျိုးသူကစားတယ်အဲ့လိုဆိုရင်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်အဲ့ဒီလိုကစားခဲ့တာနဲ့အဲ့ဒီကိုးချောင်းအဲ့ဒီနေမှာကိုးထိတ်နဲ့ကိုးထိတ်ခါဘူးတစ်ကနေစားတယ်သုံးခါကြတော့တင်း3ညာကိုးဆိုတဲ့စီမံပြီးလဲတော့ကိုထိတ်ရှိမကိုးကြတော့ကိုထိတ်အဲ့ကိုထိတ်ကိုတင်းနဲ့တွဲတော့ကိုတိတွဲနောက်ဆောင်ထိုးလိုက်ဤသုံးတုံညာဆိုဒီကောင်းရင်အောက်မှာ ဟိုဘက်နှစ်ဦးမှာဖတ်ထွက်ထားလဲဟိုဘက်နှစ်ဦးမှာရှိတဲ့ငါအဲငါကို39ရှိတဲ့ငါဒီပေါင်းရှိတဲ့ငါခဏလေးနော်ဒီမှာကျွန်တော်တခုချိတ်ချောက်လို့ဒီ900ရဲ့အောက်မှာအဲဆိုရင်91ကအပေါ်မှာရှိသေးလား91 3 39 91အဒီကောင်ကဒီကလေးက91လည်းမဟုတ်ဘူးဒါမှတော့ခါဟုတ်သူပါဒီမှာ ခါကိုနှလုံးပေါင်းလာလားမသိဒီကိုကိုသူကတင့်နဲ့တွဲတော့ကိုတိတွဲဆိုပြီးကြာတယ်အဲ့တော့ဒါတော့ကန်တယ်နော်တော့ကန်အမြင်နဲ့ပဲကြည့်မှရမယ်အဲ့တော့ဒီရှီပေါင်းလေးကြောင့်လေးထင်းနဲ့အဲ့ဒီနေထင်းမှာလေးရဲ့တက်တက်ခါပြီးတော့တုံညာခါနဲ့တွဲလာတယ်လေးတုံညာတွဲနော်အဲ့တော့ကျွန်တော်တို့ဒီမှာသုံးနောက်ပိတ်ပုံတွေလည်းတွဲတယ်နော်အမှလေးကိုသုံးနေပါလေဖြစ်သွားအောင်မယ်အမှသုံးနောက်ပိတ်ပုံတွေလည်းတွဲတယ်အဲ့တော့ဒီမှာအဲ့ဒီနေမှာရှီပေါင်းလေးကြောင့်လေးထည့်ရယ်သူကတစ်တုံညာဆိုတော့ကိုးခါလာတယ်ကိုးခါနဲ့ဆိုတော့လေးကို လေးကိုအတွဲရှိတယ်အဲ့ဒီလေးကိုအတွဲကြောင့်ဒီငါးကက်လိုင်းကနေပြီးရင်ကျွန်တော်တို့ကလေးကိုရှိတော့ဒါကဒီဘွဲမှာလိုင်းမုံလေးပြည့်တော့ပြည့်နေပါတယ်နော်ဟောတော့ဟောနေပါပြီအဲ့တော့လေးကိုရှိကပြောလို့မရဘူးဒါငါးကက်လိုင်းကြီးမှာကစီညာနဲ့လောက်ချလိုက်ခု၈၉၃၁၁ကို၃၄၅၆ကိုနောက်ဆုံးထိုးတာနဲ့ခါထည့်ပြီးတော့ရှေ့ပေါင်း၄ကြောင့်၄ထည့်နဲ့တွဲရှေ့ပေါင်း၆ကြောင့်၆၆ထည့်နဲ့တွဲ၆ထည့်၆ထည့်နဲ့အဲ့ဒီကျန်တဲ့ကိုကကြောင့် နောက်ခုနှစ်ကြတော့ရှေးပေါင်း၄ကြောင်၄ထိနဲ့တွေ့ရင်လည်း၄ခုရှိသေးတယ်ကွအစိုးဘောနော်ဒါကြိုက်တယ်အဖွဲ့ဝင်များကျန်တဲ့ဘောများထိုးထားပါဒီကနားတော့ဟောင်းရင်ဟောသွားနိုင်တယ်လိုင်းပေါ်လည်းတော်တော်ပြန်နေပြီဒါကတော့ကျွန်တော်ကဒီကောက်ထွက်ပြီဆိုရတဲ့ကျွန်တော်နှစ်ကက်စီနဲ့အယူဆတိုင်းပြန်ကြဆိုတာဒီနေ့တိုင်းမြဲဒီအချိန်မှာကတော့ညင်သာလုံးတယ်ဒါပေမဲ့ပြောလို့လည်းမရဘူးဟုတ်လားဒါဒီကဟိုဘယ်လိုပြောမလဲအချိန်တိုင်းပုံစံတူတယ်နှစ်ကက်ပုံစံတူတယ်လားကျွန်တော်တော့အကျဆုံးကြီးမဟုတ်ဘူး ကိုတင်ပေးခဲ့ဘူးလေကိုရဲ့အယူဆလေးနဲ့ငဏပိုက်ဆံမှုလေးရှိနေလို့လားကျွန်တော်တင်ပေးရတင်ပေးလိုက်တာကျွန်တော်တော့အခြေဆုံးကြီးမဟုတ်ပါဘူးနော်အားလုံးပဲမင်္ဂလာပါဒီရောက်ပါမယ်နော်ခုနကမမဝေရှင်နဲ့ဟိုလေဒီ messenger မှာစာပို့ပို့ပါဒါမှမဟုတ်ကျွန်တော်ဖုန်းနံပါတ်3992539390ဖုန်းဆက်လို့ရပါတယ်